အားလုံးမင်္ဂလာပါမသူဒီနေ့ဝေမျှကျင်တာလေးကတော့မသူတို့ရဲ့ဒီ main ကလေးတွေမှာရှိတယ်ပေါ့နော် estrogen နဲ့ progesterone hormone နှစ်ခုပေါ့နော် နှစ်ခုတည်းကနေပြီးတော့ဒီ estrogen hormone ယောနေလာပြီဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုလေးနဲ့ဝေမျှပေးမယ်။သူကဘာတွေလှုပ်ဆောင်ပေးနိုင်လဲပေါ့နော်အဲ့ဒါလေးကိုဝေမျှပေးခြင်း ਨੇ ။မန်သူတို့ရဲ့အမျိုးသမီးတွေမှာဒီ hormone တွေကအားနည်းလာတာ hormone မညီမျှတာတွေကလုံးဝဒီအရေးကြီးဆုံးပဲပေါ့နော်။ဒီ hormone ကကြတော့ estrogen hormone ကကြတော့ဘာလုပ်ပေးလဲဆိုလို့ရှိရင်သူကကြတော့ဒီမိမကူနဲ့ဒီပေါင်ကြံတော့ white ပေါ့နော်။ဒါမှမဟုတ်မိမကူအတွင်းပိုင်းမှာသူကကြတော့အဆိုတဲ့ တွေကိုထိမ့်ပေးတယ်အဆိုဓာတ်တွေကိုထိမ့်ပေးတယ်နောက်အမျိုးသားနဲ့တူနေတဲ့အခါမှာဆိုလို့ရှိရင်လည်းချောစီအနေနဲ့ဒီအက်စတိုဂျင်ဟော်မုန်းကထိထုတ်ပေးတယ်ပေါ့နော်နောက်လို့ရှိရင်ကျတော့ဒီမိမကူကဒီ6ွင့်နေမယ်ဆိုလို့ရှိရင်အပြင်ကယောဂပိုးမွားတွေကဝင်လွယ်တယ်ပေါ့နော်အဲ့ဒါတွေကိုမဖြစ်အောင်သူကကျတော့အဆိုဓာတ်ကလေးထုတ်ပေးထားတယ်ဒါအက်စတိုဂျင်ဟော်မုန်းပေါ့နော်ဒီအက်စတိုဂျင်ဟော်မုန်းကဘလောက်ထိရေးပါလဲဆိုလို့ရှိရင်မာတူတူအမျိုးသမီးတွေမှာအိမ်အောင်တွေမှာဆိုလို့ရှိရင်ဒီအက်စတိုဂျင်ဟော်မုန်းယောနေလာဆိုရှိ ရင်အမျိုးသားနဲ့ဒူနေခြင်းစိတ်တွေယောနေလာတယ်အဲ့ဒါဆိုရင်ဒီလိမ်မှုကိစ္စတွေကလည်းထိခိုက်လာတယ်ပေါ့နော်အိမ်နောင်ရေးဒုက္ခပြေဝဖို့ဆိုရင်လည်းအက်စတရိုဂျင်ဟော်မုန်းကအလိုလိုအပ်တယ်ပေါ့နော်ဒီနေရာမှာကကျတော့အက်စတရိုဂျင်ဟော်မုန်းဘာကြောင့်ဆုံးရှုံးနိုင်လဲဆိုရှင်အကြောင်းမျိုးမျိုးကြောင့်တော့ဆုံးရှုံးနိုင်တာတွေရှိတယ်ဒီအမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီပေါ့နော် ပုံဝင်ဆောင်တွေအဲ노တိုင်မိခင်တွေမှာလည်းအစ်စထရိုဂျင်ဟော်မုန်းတွေကညော်နေတာတွေမငြိမ်းရတာတွေဖြစ်တယ်အဲ့ဒီလိုပဲသွေးဆုံးပြီးအမျိုးသမီးတွေသွေးဆုံးကနေအမျိုးသမီးတွေမှာဆိုရှင်ရင်ဒီအစ်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကသွေးဆုံးပြီဆိုတာနဲ့ဒီဟော်မုန်းနှစ်ခုထုတ်လုပ်မှုကလုံးဝမရှိတော့ရက်သွားမှာအဲ့ဒါဆိုတဲ့အတွက်အဲဒီသွေးဆုံးကနေသွေးဆုံးပြီးအမျိုးသမီးတွေမှာဆိုရှင်ရင်ဒီအစ်စထရိုဂျင်ဟော်မုန်းကထုတ်လုပ်မှုတွေညော်နေတာတွေရက်သွားတာတွေဖြစ်တဲ့အတွက်ဒီမိမ့်မကူနဲ့ပေါင်းပြန်တက်ဝက်ရိုင်းရံတာတွေမိမ့်မကူခြောက်သွေးတာတွေဖြစ်နိုင်တယ်ဒီလိုမျိုးတွေကို တက်တာဘူးဆိုလို့ရှိရင်ဟော်မုန်းဖြည့်ဆွဲစာတွေမဖြစ်မနေစားရမယ်အဲဒီလိုဖြည့်ဆွဲစာတွေစားတဲ့ပြင်မှာတက်တာအောင်ဆိုလို့ရှိရင်မိမကူနဲ့ပေါင်ချန်တော်ဝိုက်အတွက်ဘူးတည်တဲ့မိမကူတွေဒီစေးကြောဘူးပေါ့နော်ပေါင်ချန်တော်ဝိုက်ရာရန်တာတွေတက်တာစီတဲ့ဆက်ပြားလေးတွေရှိတယ်နောက်လို့ရှိရင်ဒီမိမကူနဲ့ပေါင်ချန်တော်ဝိုက်မှာဒီဆိုအဆိုတက်ကလေးပေါ့နော်မြားချိန်လေးထိမှုအတွက်ဆိုလို့ရှိရင်တင်တော်တဲ့စီရန်လေးတွေရှိတယ်ပေါ့နော်မသူကူပြောတဲ့အခြေအနေတွေဖြစ်နေပြီဆိုလို့ရှိရင်နော်မသူရဲ့ပေးထားတဲ့ဘိုက်ဘာဖုန်းနံပါတ်ကလေးမှာအသေးစိတ်လာရောက်တိုင်းဆွေးနွေးလို့ လို့ရပါတယ်အခမဲ့တိုင်းမဆွေးနွေးနေပါတယ်တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းသူတို့အတွက်လိုအပ်တဲ့စေဝါတွေဆက်ပြားတွေစီရန်တွေကိုလည်းညွှန်ပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပေးပါ